ညင်းခုံညင်းကိုဘေးလို့ပြောတာဟုတ်လားညင်းခုံညင်းဒီဘေးပါတဲ့ညင်းခုံညင်းမှာအလွန်ကြောက်မွက်ဖွယ်ရာကောင်းတဲ့အနာဂတ်ရှိတယ်မမြုံမှန်းနိုင်တဲ့ဘေးဒုက္ခတွေရှိတယ်ဘာတွေဖြစ်လာမယ်ဆိုတာကြိုတင်ပြီးတော့ခံမလို့မရညင်းညင်းညင်းနဲ့အ ਨੇ ဆုံးတော့ဒေါသတွေဖြစ်ပြီးတော့မျက်နှာတွေနှီးပြီးတော့အစကဘလောက်ပဲမေတ္တာရှိတဲ့ပုံကိုယ်တွေပဲဖြစ်ဖြစ်ညင်းပြီကသာကတော့တယောက်မျက်နှာတယောက်မကြည့်ချင်တော့ဘူးဘာဖြစ်သွားတာတော့ မုံသွားတာမုံသွားတာဟုတ်လားအဲ့ဒါတချို့ညှင်းခုံမှုတွေတိတ်ကြီးတယ်နှစ်ဆိုင်တယ်ဆိုရင်တခဏမုံတာနဲ့မကဘဲနဲ့တဘဝလုံးမုံသွားတာလည်းဖြစ်နိုင်တယ်နော်ချစ်သူတွေကနေမုံသူတွေလည်းဖြစ်သွားနိုင်တယ်မိတ်ဆွေတွေကနေယံသူတွေလည်းဖြစ်သွားနိုင်တယ်တစ်ဖက်နဲ့တစ်ဖက်တစ်ဖက်နဲ့တစ်ဖက်ဆိုတဲ့ကွဲပြားခြင်းအမျိုးမျိုးကိုလည်းဖြစ်သွားစေနိုင်တယ်ညှင်းခုံခြင်းမှာဒါကြောင့်ညှင်းခုံခြင်းမှာကြောက်မဲ့ဖွယ်ဘေးအန္တရာယ်ရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားက ညင်းခုံချင်းဟာကြောက်မက်ဖွယ်ရာကောင်းတဲ့ဘေးတမျိုးလို့အမှန်တိုင်းသိရမယ်မြင်ရမယ်လို့ဟောတာပေါ့ဟုတ်လားအေးညင်းနံကတော့အကြောင်းမျိုးမျိုးရှိတာပေါ့တခုသောအကြောင်းကလည်းပဲတယောက်နဲ့တယောက်အမြင်မတူရင်လည်းပဲညင်းကြတယ်အမြင်ကလည်းတူဖို့ခက်သားဗျာသူကလည်းသူ့အကြိုက်သူ့စရဲ့သူ့ဝါဒနာသူ့ဘယ်ဘွားကလာလို့ဘာတွေကြိုက်ပြီးတော့ဘာတွေလုပ်ခဲ့မှမသိဟုတ်လားကိုယ်ကလည်းကိုယ့်အကြိုက်ကိုယ့်စရိုက်ကိုယ့်ဝါသနာနဲ့ဘေဘွားကလာလို့ဘာတွေလုပ်ပြီးတော့ဘာတွေရှာခဲ့မှမသိ ။တယောက်နဲ့တယောက်အကြိုက်မတူအမြင်မတူတာကိုအကြောင်းပြုပြီးတော့ညင်းနေဆိုတာမဖြစ်နိုင်ဘူးလား။ဖြစ်နိုင်တယ်။ဟုတ်လား။ခက်တာကအမြင်ဆိုတာကလည်းတူဖို့မလွယ်ဘူး။ခုပုထုရှင်တွေဥစဉ်တို့တရားဓမ္မတွေဥစဉ်တို့တွေဟာအမြင်မတူရတဲ့အထဲမှာအမြင်ကလည်းမပြည့်စုံ။တစုံတစ်ခုကိုမြင်နေဆိုရင်ပြည့်ပြည့်စုံစုံမြင်ခဲ့တယ်။တသိတ္တေတာလေးကိုကွက်မြင်ပြီးတော့ဒါအမှန်လို့ပြောရတာဗျ။ဟုတ်လား။နော်တသိတ္တေတာလေးကိုပဲကွက်မြင်ပြီးတော့ဒါကိုအမှန်လို့ပြောကြတာ တချို့ကြတော့တတော်ကိုဆိုးပါလေဗျာမှန်တယ်ထင်လို့ညင်းတာကတော်သေးရဲ့တချို့ညင်း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 နဲ့ကိုမှန်မှန်သိတယ်မှန်မှန်သိလို့လျှော်သလားဆိုတော့မလျှော်လျှော်လိုက်ရင်တိတ်ခါကြမှာကြောက်ပြီးတော့ဇွတ်ပေပြီးတော့တခါတည်းညင်းနေတာမရှိဘူးလားဟာအဲ့ဒါကတော့တတော်ကိုစိတ်ပြည့်စရာကောင်းတယ်ယုံညံ့နေပေါ့အဲ့ဒီစိတ်ဓာတ်ကတော့မှန်မှန်သိရင်ဝန်ခံရရမယ်လေဟုတ်လားအေးသို့တော့မှန်မှန်သိတောင်မှဝန်ခံရဲပဲနဲ့မှားတဲ့ဘက်ကပဲရက်ပြီးတော့မှားတဲ့ဘက်မှာပဲနေပြီးတော့ညင်းနေတာကောမရှိဘူးလား ကြည့်တယ်အဲ့ဒါတွေကတော့အလွန်ကိုစိတ်ပြည့်စရာကောင်းတဲ့အနေအထားပေါ့ဟုတ်လားဒါနဲ့ရင်ဦးစင်းရဲ့တချို့မှန်တယ်ဆိုပြီးတော့ညင်းနေကြတာရှိတယ်အဲ့ဒါကညင်းတဲ့သလားမညင်းတဲ့မူလို့ထင်တယ်တချို့ကငါမှန်တယ်ဆိုပြီးတော့တကယ်လည်း तू မှန်ကောင်းမှန်ပါလိမ့်မယ်မှန်တယ်ဆိုပြီးတော့ဖိညင်းကြတာမရှိဘူးလားရှိတယ်မှန်တယ်ထင်တယ်မှန်တယ်ဆိုလည်းမညင်းတယ်မူလို့ထင်တယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့စကားကိုတစ်ဖက်ကလက်မှမခံပါဘူးဆိုတဲ့နောက်ပိုင်းမှာဘာမှဆက်ပြောစရာအကြောင်းမရှိဘူးလို့ထင်တယ် ကိုယ်စကားမှ तू လက်မခံဘူးဆိုရင်ဘာလို့ဆက်ပြောနေတာလဲဘာမှအကျိုးမရှိတော့ဘူးလေဟုတ်တယ်မဟုတ်လားစကားပြောတဲ့အလုတ်လုတ်တယ်ဆိုတာအကျိုးတစုံတရာရှိနိုင်လို့ရှိမယ်ထင်လို့လုပ်ကြရတာကိုဟုတ်လားကိုပြောတဲ့စကားကိုလက်မခံတော့ဘူးဆိုတဲ့နောက်ပိုင်းမှာပြောစရာအကြောင်းမရှိဘူးလို့ထင်တယ်လက်မခံမှန်းသိရတဲ့ဆက်ပြောနေတယ်ဆိုရင်လည်းကိုယ့်ရဲ့စေတနာကိုစဉ်းစားသင့်တယ်လို့ထင်တယ်ဘာလို့ဆက်ပြောနေတာလဲလူတက်ကြီးလှုပ်ချင်လို့ပြောနေတာလားတစ်ဖက်လူညံ့လိုက်တာဆိုတာကိုပေါ်လွင်ထင်ရှားအောင်ပြောနေတာလား ငါတိတ်တော်တာပဲဆိုတာကိုလူသိသွားအောင်ပြောချင်တာလားစဉ်းစားတယ်မရှိဘူးလားရှိတယ်ဒါကြောင့်မှန်တယ်ဆိုပြီးတော့လည်းဖိပြီးတော့မငင်းတယ်မို့နော်ပုံမြင်လေးတစ်ပုဒ်ပြောအောင်မယ်လူငယ်တွေအတွက်ဟုတ်လားတခါတုန်းကเจ้าနိုင်ဘုန်းကြီးတစ်ပါးစီကိုเจ้าသားနှစ်ယောက်ရံဖြစ်ပြီးတော့ရောက်လာဘုန်းကြီးကမင်းတို့ဘယ်လိုရံဖြစ်လာကြတုံးအဲ့တော့เจ้าသားကဘာပြောတော့ဆိုတော့ဒီပြီတော့ညင်းနေရံဖြစ်လာတာပါဗျာ မင်းတို့ကရံဖြစ်ရတော့အောင်မြန်ဘာဒီညင်းကြတာတို့ဒီကောင်ကတစ်နဲ့နှစ်နဲ့ပေါင်းရင်၄လို့ပြောတယ်ဗျာတဲ့အဲ့ဒါတပြည့်တော်ကမဟုတ်ဘူးတစ်နဲ့နှစ်နဲ့ပေါင်းရင်၃လို့ပြောတာတဲ့အဲ့ဒါ၃ကွာ၄ကွာနဲ့ညင်းရင်တပြည့်တော်နှစ်ယောက်ရံဖြစ်လာတာဖေ။အဲ့ဒါဘုန်းကြီးကတအောင်လောက်စဉ်းစားပြီးတော့ဒါရင်အဲ့လိုဆိုရင်တစ်နဲ့နှစ်နဲ့ပေါင်း၃ဆိုတဲ့ကောင်လာခဲ့လို့ခေါ်တယ်တဲ့ကလေးကတော့ငါ့ကိုချီးမွမ်းတော့မယ်လို့ထင်ကောင်းထင်မယ်ပေါ့ဟုတ်လား ဟိုလဲရောက်ရဘုန်းကြီးကတင့်နဲ့နဲ့နဲ့ပေါင်းသုံးဆိုတဲ့ကောင်ကိုရိုက်တယ်တဲ့အဲ့တော့ဒီကလေးကဟာငါမှန်လဲမှန်ရတဲ့နဲ့ရိုက်ခံရတယ်ဘာလဲမသိဘူးပေါ့အဲ့ဒါနဲ့ဘုန်းကြီးကမင်းကငါဘာကြောင့်ရိုက်တယ်ဆိုတာမင်းသိနားလဲဟာမတူဘူးငါရှင်းပြမေးတဲ့တင့်နဲ့နဲ့နဲ့ပေါင်းရင်သုံးဆိုတာလောက်မှမသိတဲ့ကောင်နဲ့တွေ့ပြီးတော့ညင်တာမင်းမှာအပြစ်ရှိတယ်တဲ့ဟုတ်လားနော်ပြီးတော့စဉ်းစားနော်တင့်နဲ့နဲ့နဲ့ပေါင်းရင်သုံးဆိုတာလောက်မှမသိတဲ့လူနဲ့တွေ့ပြီးတော့ညင်တာဘာလဲ ပြစ်ရှိတယ်တဲ့နော်ဦးဇင်းတို့စဉ်းစားတရားရှိတယ်နော်ညင်းတယ်ဆိုတာထိုက်တဲ့လောက်အဆင့်တူလို့ညင်းလို့ရတာအဆင့်သိပ်กว่านี่ညင်းလို့မရအောင်ညင်းနိုင်ညင်းနိုင်ငါသူ့တဲ့အများကြီးတာတယ်လို့သိပ်မထင်နဲ့ဟုတ်လားနော်ညင်းတာအဆင့်မတူပဲနဲ့ထိုက်တဲ့အဆင့်တူညီမှုရှိပဲနဲ့မညင်းဘူးတက္ကသိုလ်ကပမောက္ခဆရာကြီးကမူလာတန်းចောင်းသားလေးနဲ့တုတ်ပြီးတော့ညင်းမလားဘာပြုလို့လဲအဲအဲ့ဒါသူ့အဆင့်မဟုတ်ဘူးဟုတ်ရလား ဒါကြောင့်ပေးသက်ပေါင်းသူတွေကတော့ညှင်းခုန်ခြင်းဒီတန်းညှိခြင်းတမျိုးလို့ဦးစင်းထင်တယ်။ဟုတ်လား။ဒါပေမဲ့ခက်တာကလူတွေကညှင်းပြီဆိုရင်တော့ငါသူ့ရဲ့တာတယ်လို့ထင်တာကတော်တော်ခက်တယ်။နော်။အဲ့တော့ပေးသက်ပေါင်းသူတွေကတော့မှန်မှန်သိရတဲ့နဲ့ဇွညင်းတာကတော့တော်တော်ကိုစိတ်ပြည့်စရာကောင်းတယ်ပေါ့။မှန်နဲ့ထင်ပြီးတော့ဖိညင်တာလည်းတော်တော်မကောင်းဘူးလို့နားလည်ရမယ်။ဟုတ်ရဲ့လား။ဒါကြောင့်ပေးသက်ပေါင်းသူတွေကတော့ဘယ်လိုအကြောင်းကိုပဲအခြေခံလို့ညင်းညင်းညင်းပြီဆိုရင်တော့ဘာဖြစ်မလို့ဘေးတင်လိုက်ပဲ။